မိခင်ဖြစ်သူတရုတ်ဆောင်တောက်ခင်တန်ဝင်တည်ဆုံသွားပြီဆိုတာမှန်ကန်တဲ့သတင်းဖြစ်ကြောင်းအတည်ပြုပြောကြားလာခဲ့တဲ့တရုတ်ဆောင်ရရှိပွင့်ဖြူမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့နိုင်ပိုင်းအတင်းကားမှာလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာတာသမီတွေနဲ့မနေပဲတိုက်ခန်းမှာတယောက်ထဲနေထိုင်တဲ့တရုတ်ဆောင်ရရှိပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်ဝင်းတယောက်တိုက်ခန်းထဲမှာတယောက်ထဲကွယ်လွန်နေတာကိုမသိရပဲအနမ်းထွက်လို့ပတ်ဝန်းကျင်ကတည်တော့မှမိသားစုဝင်တွေလာရောက်ခဲ့ကြတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ဒေါခင်တန်ဝင်းနေထိုင်ရာတိုက်ခန်းတဲ့နီးစပ်သူတဦးကကိုရီလန်နဲ့ကတိုက်ခန်းမှာရေကြီးပွင့်ဖြူရဲ့အမေကြီးကတယောက်ထဲနေတာကြားပြီးဒီနေ့သူ့အခန်းမှာတယောက်ထဲတည်နေတာတည်တာ၃ရက်လောက်ရှိပြီးထင်နေတယ်ပုံနဲ့နေတော့စပြီးတော့ရာနေပြီးတယ်သူတို့တိုက်ခန်းတာကတယောက်ကသတိထားမိပြီးရဲစခန်းကိုဖုန်းဆက်အကြောင်းကြားမှတည်ရတာစိန်ဖြိုးလိုက်နဲ့ရေကြီးပွင့်ဖြူတော့လာသွားပြီးကြားတယ်စိတ်မကောင်းပါဘူးအန်တီရေကောင်းရသူကတိလာပါစေဟုဆိုကလူမှုကွန်ရက်ပေါ်မှာပြောပြထားတာလည်းဖြစ်ပါသေးတယ် ဒါပေမဲ့တရုတ်ဆောင်ရေးရေးပွင့်ဖြူကတော့မိခင်ဖြစ်သူဒေါခင်တန်ဝင်းဟာဒီကနေ့မနက်ကမှသွေးဆောင်ထုတ်ပြီးတော့ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတည်ပြုပြောကြားလာခဲ့တာဖြစ်ပါတယ်။ရေးရေးပွင့်ဖြူကအမေဆုံးပြီးကျမအမေကသေတိုးယောဂသမားပါ။တခြားအရာတွေလဲနေတဲ့ယောဂဘာမှမရှိပါဘူး။ဒီမနက်မှာပဲရုတ်တရက်သွေးဆောင်တက်ပြီးဆုံးသွားတာမှဟုဆိုကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအတိပေးလာခဲ့တာဖြစ်ပါတယ် တရုတ်ဆောင်ရည်ရည်ပွင့်ဖြူဟာခင်မောဖြစ်သူစိန်ဖြိုးလိုင်းနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာတော့ social influencer တွေအနေနဲ့ရက်တီလာခဲ့တာဖြစ်ပြီးမကြာခဏဆိုသလိုနိုင်ငံသားခရီးသွားရတာတွေရှိသလိုသူတို့ရဲ့စီးပွားရေးလုပ်ငန်းအတွက်အမြဲတမ်းအားဆိုင်နေရသူလည်းဖြစ်ပါတယ်မိခင်ဖြစ်သူဒေါခင်တန်းဝင်းကိုတော့ဘာမှလိုလေသေးမရှိပြေဆုံးအောင်ထားနေတဲ့သမီးလိမ္မာတယောက်ဖြစ်ပေမယ့်မိခင်ဖြစ်သူကလည်းအတူတူမနေချင်တာကြောင့်မိခင်အတွက်တိုက်ခန်းတခန်းတီးတန့်ဝယ်ပေးထားပြီးမိခင်ကြီးကိုတယောက်တည်းနေစေခဲ့တာလည်းဖြစ်ပါတယ် ဒါကြောင့်မလို့ရီရီပွင့်ဖြူတို့အနေနဲ့မိခင်ဖြစ်သူသွေးဆောင်တိုးပြီးရုတ်တရက်ကွဲလွန်သွားချိန်မှာတော့အနားမှာရှိနေခွင့်မရလိုက်ပဲအသက်ဆုံးရှုံးလိုက်ရတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်တော်ခင်တန်ဝင်းဟာကွယ်လွန်ချိန်မှာအသက်68နှစ်ရှိနေပြီဖြစ်ပြီးကွယ်လွန်ချိန်မှာတမီးနှစ်ယောက်နဲ့မြီးနှစ်ယောက်တို့လည်းကြန့်ရှိခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်တော်ခင်တန်ဝင်းတရားကောင်းရမွန်ရာဘဝကိုရောက်ရှိပါစေလို့ပရိသတ်ကြီးကလည်းဆုတောင်းပေးခဲ့ကြပါအောင်ရှင်။